โอเคမင်္ဂလာပါ The Miss ကနေကြိုဆိုပါရစ်ဒီနေ့တော့ Twice Story အကြောင်းနည်းနည်းပြောပါမယ်1995ခုနှစ်မှာ Twice Story ဆိုတဲ့ဇာတ်ကားက animation လောကကြီးအတွက်အရွေးတစ်ခုဖြစ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ Twice Story ကပထမဆုံး 3D animated feature film ဖြစ်သလိုကွန်ပျူတာနဲ့ဖန်တီးရေးဆွဲထားတဲ့ပထမဆုံး CGI feature animated film လည်းဖြစ်လို့ပါအဲဒါကြောင့် Twice Story အကြောင်းပြောမယ်ဆိုရင် animation လောကရဲ့သမိုင်းစာအုပ်ကိုပြန်လည်ရတာနဲ့တူပါတယ် အရင်တော့ animation ရုပ်ရှင်တွေဆိုတာ frame တစ်ခုချင်းစီကိုလက်နဲ့ရေးဆွဲထားတဲ့ 2D အတွေအလုံးပေါင်းပြီးဇက်တိုက်ပြမှလှုပ်ရှားတဲ့ပုံရိပ်ကိုရှားတာပါ flickbook တွေနဲ့သဘောတရားတူပါတယ်ဒါမှမဟုတ်ရင် stop motion လို့ခေါ်တဲ့နည်းစနစ်ကိုသုံးပါတယ် stop motion ဆိုတာကတော့ဇက်ကောင်တွေအလုံးရဲ့အသေးစားရုပ်လေးတွေကိုလှုပ်ရှားနေပုံပေါ်အောင်အရွေးတစ်ခုချင်းစီကိုဓာတ်ပုံတွေအများကြီးရိုက်ပြီးလှုပ်ရှားနေတဲ့ပုံရိပ်တွေအဖြစ်ပြန်ဖန်နေတာပါနှစ်ခုလုံးက frame တစ်ခုချင်းစီကိုလက်နဲ့ဖန်နေရတာမို့လို့အချိန်အရန်ပေးရပါတယ် ပြီးတော့တချို့ movie တွေကို artist ပေါင်းရှာနေချီပြီးဖန်တီးကြရတာပါဒါပေမဲ့ဤပညာတွေတဖြည်းဖြည်းတိုးတက်လာချိန်မှာပေဇာကရုပ်ရှင်တကားလုံးကို CGI သုံးပြီးဖန်တီးဖို့ဆိုတဲ့စိတ်ကူးကိုစပြီးအကောင့်ထဲပေါ်ပါတယ်ဤပညာတွေတိုးတက်တယ်လို့သာပြောပေမဲ့1995ဆိုတာဒီခေတ်နဲ့ရှင်လိုက်ရင်ကြောက်ခေတ်သက်သာပဲရှိပါသေးတယ် DVD အခွေတွေစပြီးမိတ်ဆက်တဲ့ကာလဖြစ်သလိုကွန်ပျူတာတွေမှာလည်း Windows 95ပဲရှိပါသေးတယ်။ဒီလိုနည်းပညာအဆင့်မှာ CGI တွေကို render ချရတာကအရှက်နှေးပြီးတော့အချိန်တော်တော်ယူရပါတယ်။ render ချတယ်ဆိုတာကတော့ကွန်ပျူတာပုံရိပ်တစ်ခုကိုအချော့သက်ဖန်တီးလိုက်တာကိုခေါ်တာပါ frame တစ်ခုကိုအနည်းဆုံး45မိနစ်ကနေရှုပ်ထွေးတဲ့ frame တွေဆို90ကျော်ထီတောင်ကြာတတ်ပါတယ်ဒီတိုင်းသာဆိုရုပ်ရှင်တကားတဲ့နဲ့ပညာရှင်တွေအယိုးဆွေးသွားတော့မှာမို့ပိဇာက render ချဖို့ကြီးတတ်တတ်ကိုပဲကွန်ပျူတာအလုံးပေါင်း139လုံးကိုသုံးပြီးတော့ render farm တစ်ခုတည်ဆောက်လိုက်ပါတယ်သူတို့က frame တစ်ခုဆွဲလိုက် render ချလိုက်မလုပ်တော့ပါဘူး အဲ့ဒီကွန်ပျူတာတွေကို rendering အတွက်ပဲနေမနာညမနာတလားလောက် run ထားလိုက်တဲ့အခါမှာတော့ရုပ်ရှင်တစ်ခါလုံးသာ frame တွေကိုရှာသွားပါတယ်။ဒါကြောင့်ပဲ twin story ဆိုတာ animation လောကကိုတက်စစ်ချိုးပေးသွားတဲ့အရွေတစ်ခုအဖြစ်ရှာဆွင်တွင်ခဲ့ပါတယ်။1995မှာထွက်တဲ့တခြား animation တွေနဲ့ရှင်းလိုက်ရင် twin story ကအရန်ကို quality ကောင်းနေတာတွေ့ပါလိမ့်မယ်။ဒီနေ့ထိတောင်ခင်းတော့မကြသေးတဲ့ဖန်တီးမှုတစ်ခုလို့ပြောလို့ရှာပါတယ်။ CGI နဲ့ဖန်တီးတဲ့ animation ရုပ်ရှင်တွေမှာအားသာချက်တစ်ခုက character တွေကို save လုပ်လို့ရှာတာပါ။ ဲ့တော့ model တစ်ခုဆိုပြီးရင်လက်ရှိရုပ်ရှင်ရဲ့ကြိုက်တဲ့နေရာမှာရှူသုံးလို့ရသလိုနောက်ထပ် sequel တွေကြာရင်လည်းအချိန်ကုန်ခံပြီးထပ်ဆွဲစရာမလိုတော့ပါဘူး။ဒါပေမဲ့မှားပြီးဖျက်လိုက်မိရင်တော့အဲ့ဒီတုန်းကနီးပညာရ recover လုပ်ဖို့ဆိုတာမဖြစ်နိုင်သလောက်ကိုခက်ပါရည်။တကယ်လဲ Twin Story 2ထုတ်လုပ်နေတဲ့ကာလမှာမတော်တဆဖျက်လိုက်မိဘူးပါရည်။ Twice to redo ရဲ့ file တွေ90ရာခိုင်နှုန်းလောက်ကိုဖြတ်လိုက်မိတာပါ။ Woody ရဲ့ animation တွေရော Bass ရဲ့ model တွေရောအပြင်တခြားလှုပ်လှဆ file တွေတော်တော်များများပါသွားပါသေး။ ခံကောင်းချင်တော့အဲ့ဒီတုန်းက technical director တယောက်က work from home လုပ်နေတာကြောင့်သူ့အိမ်က personal computer မှာ try to redo file တွေရဲ့ copy တွေရှိနေပါတယ်။အဲ့လိုနဲ့သူတို့တစ်နှစ်စာလောက်လုပ်ထားရတဲ့ file တချို့ကိုတော့ပြန်ပြီး recover လုပ်နိုင်ခဲ့ပါတယ်။အကုန်လုံးတော့ပြန်မရတော့ပါဘူး။အဲ့ဒီတုန်းကသာဒီလောက်ထိပြန်မရခဲ့ရင် Twice Story 2ဆိုတာတောင်ထွက်မလာပဲပထမဆုံး Twice Story နဲ့ရှက်သွားနိုင်ပါတယ်။ Twice Story မှာအရေးကြီးဆုံးဆက်ကောင်နှစ်ယောက်ဖြစ်တဲ့ Woody နဲ့ Buzz ကလည်းအခုကျွန်တော်တို့မြင်နေရသလိုမဟုတ်ပါဘူး။ အာလီကွန်ဆတ်မှာဟူဒီကိုပင်နိုကီယိုလိုတည်သားရုပ်သေးရုပ်တစ်ကောင်ပုံစံမျိုးဒီဇိုင်းဆွဲထားတာပါ။သူ့ရဲ့ဇက်ကောင်ဆရာိုက်ကလည်းအရွဲတိုက်တဲ့ပုံစံနဲ့လူမုံများတဲ့ဇက်ကောင်ပုံစံဖြစ်ပါတယ်။ဒါပေမဲ့ creator တွေက idea ပြောင်းသွားတော့ design of personality ကိုပါအစအဆုံးပြင်မြင်လိုက်ပါတယ်။အဲ့လိုနဲ့ပဲဒီနေ့ကျွန်တော်တို့သိကြတဲ့ကောင်းမွန်လေးဟူဒီဖြစ်လာပါတယ်။ Bass ကိုလည်းစာပြီးဖန်တီးတော့က Luna Larry လို့နာမည်ပေးထားတာပါ။နာမည်နဲ့တင်တော်တော်လေးကြောင်တော်တော်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ကောင်းလို့ရရလေးတွေစဉ်းစားရင် Buzz Lightyear ဆိုတဲ့နာမည်ကိုရှာလိုက်ပါတယ်။ Buzz ဆိုတာ1969ခုနှစ်ကလဘော်ကိုဒုတိယအကြိမ်လူသားတွေခြေချဖို့မစ်ရှင်ဖြစ်တဲ့ Apollo 11 mission ရဲ့အာကာသယာဉ်မှူး Buzz Aldrin ကိုအစွဲပြုပြီးပေးထားတာဖြစ်ပါတယ်။ Buzz Aldrin က Neil Armstrong ပြီးရင်ဒုတိယမြောက်လကပါပေါ်ခြေချဖို့ရဲ့လူသားပါ။ဒါကြောင့်လဲ Buzz ဆိုတဲ့နာမည်ကလုံးဝအာကာသသူရဲကောင်းဆန်တယ်လို့ခံစားရစေတာပါ။ဒီလို Fighter Sun ရဲ့ဒီဇိုင်းကိုကြတော့ Retro Action Figure ရဲ့ဒီဇိုင်းကိုအခြေခံထားတာလို့သိရပါတယ် ဘယ် animation ရုပ်ရှင်မဆိုတဘာဝဆန်တဲ့လှုပ်ရှားမှုတွေနဲ့အနည်းစားဆုံးဖြစ်ဖို့ကအရန်အရှိပါပါတယ်။မဟုတ်ရင် Tom and Jerry လိုမျိုးခလေးကြီးကာတွန်းတွေဖြစ်သွားပါလိမ့်မယ်။အဲဒါကြောင့် animator တွေအများစုက voice actor တွေတယုတ်ဆောင်တာကိုအရင်ဆုံးဗီဒီယိုရိုက်ထားပြီးသူတို့လှုပ်ရှားမှုအတိုင်းပြန်ဖန်တီးကြပါတယ်။ Price Story ကိုဖန်တီးတော့ကလည်းဒီတိုင်းပါပဲ။ဒါပေမဲ့ Pixar Animation Team ကတော့တယုတ်ဆောင်တွေရဲ့ဟန်ပန်အစားခလေးကစားစရာအရုပ်တွေကိုဝယ်ဆော့ပြီးအရုပ်တွေရဲ့ဟန်ပန်ကိုလှိလာခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်အပြင်နီးစက်ရခလေးတွေအယုတ်တွေနဲ့ဆော်တာကိုဗီဒီယိုရိုက်ထားပြီးမှပြန်ကြည့်ရင်ဒီစက်ကားကိုဖန်တီးခဲ့တာပါနာမည်ကတော့ Twin Story ဖြစ်လို့လူတွေရဲ့လှုပ်ရှားပုံအစားအယုတ်တွေရဲ့လှုပ်ရှားပုံကိုနမူနာယူလိုက်တာကတော်တော်လေးညံ့ရှီအားကြပါတယ်ဒါကြောင့်မဲ့အယုတ်တွေရဲ့လှုပ်ရှားပုံတွေကပိုပြီးအသက်ဝင်တဲ့သဘာဝကျတယ်လို့ခံစားရတာပါ ဥပမာဟူဒီဆိုရင်ဂွန်းထဲအယုတ်ဆိုတော့လှုပ်ရှားမှုတွေကပေါ်ပါနေပြီးဘတ်ကအက်ရှင်ဖီဂါဆိုတော့ joint တွေကဆက်ယုတ်ဆန်ဆန်လှုပ်ရှားတာမျိုးစစ်သားယုတ်တွေဆိုရင်ခြေထောက်အောက်ကအပြားတွေကြောင့်လမ်းလျှောက်ရခတ်တာမျိုးတွေကလုံအားလက်တွေ့ဆန်ပါတယ် animation team ကစစ်သားယုတ်တွေကို animate ရတာတော်တော်ခက်ခဲတယ်လို့ပြောဦးပါတယ်ဒီလိုမျိုးအယုတ်ဆန်ဆန်မဟုတ်ပဲလူသားဆန်ဆန်လှုပ်ရှားပုံတွေဟန်ပန်တွေနဲ့ဆိုဒီလောက်ကြည့်ကောင်းခြင်းမကောင်းပါပါဒီကဇက်ကောင်တွေရဲ့အတန်ကို record တဲ့နေရာမှာလဲဖျောက်တော့တွေဖြစ်ခဲ့ပါတယ် ဝူဒီရဲ့အတန်သရုပ်ဆောင်တွန်ဟန့်စ်နဲ့ဘတ်ဇ်ရဲ့အတန်သရုပ်ဆောင်တင်မအယ်လန်တို့ကစတူဒီယိုတစ်ခုထဲမှာအတူတူအတန်သွင်းကြတာမဟုတ်ပါဘူး။ကိုစောင်းဘူးမှာကိုတနေ့ရစီအတန်သွင်းခဲ့ကြတာပါ။ Toy Story ရဲ့ creator တွေဖြစ်တဲ့ John Lasseter နဲ့ Andrew Stanton က Sid ဆိုတဲ့ဇာတ်ကောင်ကို evil ဖြစ်တယ်လို့မမြင်ပဲ creative ဖြစ်တယ်လို့မြင်ကြပါတယ်။တကယ်လည်းဟုတ်ပါတယ်။ Sid ကဇလန်းရတာအရှုပ်တွေအတွက် evil ဖြစ်ပေမဲ့ကလေးတော်တော်များများအဲ့လိုဆိုဘူးပါတယ်။ကျွန်တော်ကလေးဘွားတော့ကလည်းအဲ့လိုဒီအယုတ်ကောင်းတွေဟိုအယုတ်မှတက်ဟိုအယုတ်ကခြေတော့ဒီအယုတ်မှတက်လို့ဖူပါရီ ါပေမဲ့ဇလန်းရတော့စစ်ကအယုတ်တွေအတွက်မိစားဆိုကြီးပါအဲ့လို Evil Sun နဲ့ Five ပြောင်းသူ့ရဲ့စင်းတွေမှာ lighting တွေ short ထားပြီးစစ်ရဲ့အိမ်ကိုလည်း horror sound အနည်းရောက်ကာလာတွေအဓိကသုံးထားပါတယ်အင်းရဲ့ကော်စောကလည်းအဲ့ဒီအချိန်တုန်းကနာမည်ကြီး horror ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Shining နဲ့ကကော်စောကိုသုံးထားတာပါ Price Story ကစထွက်တဲ့ကအကောင်းဆုံးဝေဖန်သံတွေနဲ့အောင်မြင်လူကြိုက်များတဲ့ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ Oscar မှာလည်းအကောင်းဆုံးဇာတ်ညိုးဆုမှာစကားတင်ခဲ့တဲ့ပထမဆုံး animated ရုပ်ရှင်တစ်ခုဖြစ်လာပါတယ်။ ဇန်ညိုးစုနဲ့လွဲခဲ့ပေမဲ့အကောင်းဆုံးမူရင်းဒေဂီတာစုကို You've Got a Friend in Me နဲ့ရှာခဲ့ပါတယ်။ Pie Story 3နဲ့4ဆိုရင်လည်း Oscar ရဲ့အကောင်းဆုံး Animated ရုပ်ရှင်စုကိုရှာထားပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ။ Marvel ရဲ့ထွက်ထားသမျှ Animated Movie 20ကျော် DC Animated Movie 90ကျော်လုံးကို The Myth Telegram မှာမြန်မာစာတန်းထုတ်နဲ့တစုတစီရဲ့လာကြည့်နိုင်ပါတယ်။မမကြီးတွေကတသက်စာဖြစ်လို့အခါဝင်ထားရုံနဲ့အစ်စ်ထွက်မဲ့ကားတွေကိုပါဆက်ကြည့်နိုင်အောင်ပါ။ animation တွေဆိုတာ live action မှာမပါတဲ့ hero နဲ့ villain ပေါင်းများစွာကိုမြင်ရတွေ့ရနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ movie တွေအပြင် DC animated series တွေ၊ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ဘယ် channel မှာဆိုမမဝင်ခြင်းနဲ့ဆိုရင် description မှာရော comment မှာရောသက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါတယ်။ဒီနေ့အဖို့ adios